ဖျောက်ွယ်လိုနေဖြစ်နေတဲ့ဆန်ဆူဖုန်းကိုလမ်းဘေးမှာတိခတ်ပြရင်းနဲ့ဖျော်ပြနေတဲ့တစ်ချိန်ကဥစော်ဝမ်းရဲ့တွဲဖက်တိခတ်သူသူမျိုးလိုကိုလိုပါပဲအဲဒီကောင်ကလည်းသူငယ်လေးပေါ့နော်တော်တော်လေးဝမ်းသာကြီးခဲ့ပါတယ်မမောက်တဲ့လူတွေများတယ်မဟုတ်လည်းမမောက်တတ်ပါဘူးမတတ်တဲ့လူတွေများတယ်တတ်စီခြင်းကိုတော့ပျောက်ဆုံးနေတဲ့နေမှန်ပုံဆိုတဲ့ကျွန်တော်ချိဆိုင်တဲ့တစ်ချိန်ကြားဘူးလားမဟုတ်ဘူးပြည်သူများရှင်ဆန်ဆူဖုန်းဆိုရယ်ဒူရီယာက ဂီတတန်ကောင်းတွေကိုထုတ်ပေးနိုင်တဲ့ဒူရီယာတွေကဓမျိုးဖြစ်တယ်လို့ဒါယာငိမ့်ညောင်းတဲ့တန်စင်နေနဲ့ဆိုရင်လည်းမမှားပါဘူး။ဒါပေမဲ့အခုနောက်ပိုင်းမှာတီးတက်တဲ့သူကနေပါလာတယ်လို့စိတ်ဝင်စားတဲ့သူကလည်းနေပါလာခဲ့ပါတယ်။ ဒါပေမဲ့ဦးမြင့်အောင်ဆိုတဲ့အဖိုးအရွယ်ဦးလေးကြီးကတော့အဲဒီဒူရီယာကိုကျွမ်းကျင်စွာတည်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကျွမ်းကျင်စွာတည်တဲ့ចောင်းကိုလည်းအများမြင်သာအောင်လမ်းဘေးမှာတည်ပြနေတာဖြစ်ပါတယ်။လမ်းဘေးမှာတည်နေတာမို့တချို့ကလည်းအထင်သေးတာတွေရှိပါတယ်။တကယ်တမ်းမှာတော့အဖိုးကဒီဒူရီယာကိုတီးလာခဲ့တာဆိုရင်တော့စေစုံနဲ့တခုမကတော့ပါဘူး။ဒူရီယာမျိုးစုံကိုတင်ထားခဲ့တာဖြစ်တယ်လို့ဝါသနာအကြီးဆုံးကတော့ဆက်စဖုန်းတီးတာကိုဝါသနာပါခဲ့တာဖြစ်ပါတယ်။ ကြကြံပွဲဒီမှာဆိုရင်လည်းဒုရီယာရီ နောက်ခံတီးပေးပြီးတော့ဖျော်ဖြေပေးတာဖြစ်ပါတယ်။အဖိုးဦးမြင့်အောင်ကစော်ဝဲနဲ့ကျွဲဖက်တီးခတ်ပေးခဲ့သူဆိုရင်လည်းမမပါဘူး။ကြကြံတချင်းတွေကိုပိုင်နိုင်လာတဲ့အဆိုတော်ကြီးသူဇော်ဝမ်တချင်းဆိုပြီးဆိုရင်တော့နောက်ခံတီးပြရသူဖြစ်ပါတယ်။ဦးဇော်ဝမ်နဲ့ဆိုရင်လဲကျွဲဖက်ညီတော်မို့ပွဲများစွာတီးခတ်ခဲ့ကြသည်ရာဖြစ်ပါတယ်။ဦးဇော်ဝမ်ဆိုရင်မကွယ်လွန်ခဲ့အချိန်အထိဦးမြင့်အောင်ရဲ့အတီးစွမ်းရည်ကိုတော်တော်လေးသဘောကျကြောင်းထုတ်ပြောလာခဲ့ရာဖြစ်ပါတယ်။ ဒူရီယာရီဒီနေရရင်ပျော်ရွှင်နေတာမို့နောက်ခံတီးသမားအဖြစ်အချိန်အကြာကြီးဖြတ်တန်းခဲ့ပါတယ်။ဒါပေမဲ့လည်းတကြံပွဲတွေဆိုတာလည်းမရှိတော့တာမို့တော်တော်လေးကိုခက်တွေးခဲ့ပါတယ်။ဒါကြောင့်မို့ဦးမြင့်အောင်က အသင်းမှာရှိတဲ့ဆန်ဆူဖုန်းကိုငားပြီးတော့အပြင်မှာလိုက်ဒီဖို့ဆုံးဖြတ်ခဲ့ရပါ။အနုပညာရှင်တယောက်ကဂီတာနဲ့အလံဝီးလာပြီဆိုရင်တော့စိတ်ကမပျော်ရွှင်တော့ပါဘူး။ဂီတာနဲ့အတူတူဖြတ်တန်းနေရမှသာစိတ်ထဲမှာပျော်ရွှင်တာဖြစ်ပါတယ်။ဒီနှစ်ပိုင်းနေမှာလဲလူတွေကလည်းမွန်ချတဲ့စိတ်တွေများနေကြတာမို့ ဂီတတန်တွေကိုလူတွေနဲ့ဖေးမကျင်စေးဖြစ်လာတာပါအိမ်မှာဆိုရင်လဲဆက်နေဖို့မဖြစ်တော့တာမို့လမ်းဘေးမှာဂီတတန်စင်နဲ့ဖျော်ပြဖို့ရွေးချယ်ခဲ့ရလဲဖြစ်တယ်ဒီလိုလူတိုင်းမတီးနိုင်တဲ့တူရီယာနဲ့ဒီနိုင်တဲ့အပေါ်မှာတချို့ကလည်းချီးကျူးကြပါတယ်ဒါပေမဲ့တချို့ကတော့ဝေဖန်ကြတာမျိုးအထင်သေးတာမျိုးလည်းရှိပါတယ် အလူမွေကောက်ခံပြီးတော့ရက်တည်နေတယ်ဆိုပြီးတော့နှိမ်ကျင်ကြတာဖြစ်ပါတယ်။ရှေးမှာတော့က professional ဒီကေရာတွေနဲ့ဝန်ကြီးအတွက်ရက်တည်ခဲ့ရပါ။အလူကထိန်ပွဲမှာအစတေချာဒီကေပေမဲ့လည်းဈေးကွက်ကပြတ်လာခဲ့ရပါ။ရွှေမင်းသမီးအငိမ့်အဖွဲတွေနဲ့လည်းတွဲခဲ့ပါသေးတယ်။ဒါကြောင့်မို့မြန်မာတချင်းကြီးတွေကအစကျွမ်းကျင်စွာနဲ့ကိုဒီခန့်နေတာဖြစ်ပါတယ်။အခုချိန်မှာတော့အရင်လိုတချင်းအဖွဲတွေနဲ့လိုက်သေးရမျိုးမရှိတော့ပါဘူး။ လမ်းဘေးမှာတယောက်တည်းဖြောပြေတဲ့အချိန်မှာလဲလူငယ်တွေရှေးသချင်းတွေကိုတိအောင်ပြန်တီးပြနေရဖြစ်ပါတယ်။အသင်းတွေပျောက်သွားတဲ့အချိန်မှာစီးပွားရေးနဲ့သာဆက်လက်ရည်တည်လာခဲ့တာဖြစ်ပါတယ်။စီးပွားရေးတွေလုပ်နေရပေမဲ့လည်းဝါသနာကိုမစွန့်လွတ်နိုင်ပါဘူး။စီဝေးလုံးနေပေမဲ့တချင်းဆူရမဲ့ပွဲရီတာရှိမယ်ဆိုရင်တော့ချက်ချင်းကိုကြီးသွားတတ်တာပါအချိန်ကြာလာတာနဲ့အမျှဂီတကိုမဆွလွတ်နိုင်ဘူးဆိုတာသိကြတဲ့အတွက် ဂီတာနဲ့တိုင်းရှက်တီဖို့အဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။အရင်တော့က DIY နဲ့ဒီဆိုတာအစဉ်ပြေခဲ့ပေမဲ့လည်းအခုကျတော့လေ DIY နေမရှိတော့တာမို့တူးသေးတာဖြတ်တန်းနေရတာပါ။လမ်းမိမှာဖြောပြရတာကိုလည်းဦးမြင့်အောင်ကအားငယ်တာမျိုးမရှိပါဘူး။လူအများအတွက်ဘဝအမောကိုတက္ကမကြာဖြေပေးနိုင်တဲ့ဆွေကိုကျင့်နေရပါ။ ထိနိုင်အောင်လည်းသူ့ဘက်ကနေအပြေးဝစူးစမ်းနေတာဖြစ်ပါတယ်။ဦးမြင့်အောင်ကလက်ရှိမှာအသက်80အရွယ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းအသက်80အရွယ်မှာလူအများကိုဂီတာနဲ့သာအကျိုးပေးတင်နေတာဖြစ်ပါတယ်။ရောက်ပဲလူနီဒူရီယာကိုလူငယ်တွေသိအောင်ဖော်ထုတ်နေတဲ့အသက်80အရွယ်ဦးမြင့်အောင်အပေါ်မှာ Breathe တို့ရဲ့အမြင်လေးပြပြပေးခဲ့ကြပါအောင်ရှင်။